ဒီနေ့မှာတော့ Chelsea အတင်းတိုက်စစ်မှုဖြစ်တဲ့ဒီလက်ပြက်ပြောင်းရွှေ့ကြီးကို Chelsea အတင်းက Club World Cup မှာရှာဖွေနိုင်ခဲ့တဲ့အကြောင်းကိုကျွန်တော်ဒီနေ့နဲငယ်တင်ဆက်ပေးချင်ပါတယ်ဒီလက်ကို Chelsea အတင်းက Ipswich Town အတင်းကနေပေါင်တန်း34နဲ့ပဲဝယ်ယူခဲ့တယ်။အသက်အရွယ်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်ဒီကစားမအရန်ငယ်ရွယ်သေးတယ်။အကြွေ Chelsea အတင်းကသူ့ကိုမလိုချင်လို့ ပြန်ရောင်းထုတ်ခဲ့မယ်လာမယ့်ရာဒီလောက်ကြလို့ရှင်ပြန်ရောင်းထုတ်ခဲ့မယ်ဆိုလို့ရှင်တော့အ ਨੇ ဆုံးချက်စီအတင်းကပေါင်တန်း40 50ကတော့လုံးဝပြေးမလွတ်ဘူး။ဘာကြောင့်ကျွန်တော်အဲ့လိုပြောနိုင်လဲဆိုလို့ရှင်တော့အခုသူ့ရဲ့အာအသက်အရွယ်အားဖြည့်ကြည့်မယ်ဆိုလို့ရှင်တော့အရန်ငယ်ရွယ်သေးတဲ့အတွက်ကြောင့်မူပေါင်တန်း40 50ကတော့လုံးဝပြေးမလွတ်ဘူးဗျာ။ပြီးလို့ရှင်ခနာကိုဖွဲ့စည်းတိဆောက်ပုံတွေအရာကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့တော်တော်လေးကိုကောင်းတယ်။ အခုဒီလက်ပြတ်ကစားပုံကစားနည်းကဘာလဲဆိုလို့ရှင်တော့သူက old school နဲ့နဲ့ဆန်တဲ့ကစားမတူတနည်းအဖြစ်ကြောင်းပြောမယ်ဆိုလို့ရှင်ဒီအာ drawer ပုံစံ hurricane နောက်ပြီးလို့ရှင် costa aside ရှိတဲ့တိုက်စစ်ကစားမတွေကပုံစံမျိုးသွားတယ်သူကတကယ် number 9 player ကစားမတူပြအခုရှင်ပြိုင်ကစားနေတဲ့ club world cup မှာသူက၃ပွဲလုံးပါဝင်ကစားခွင့်ရခဲ့တယ်၃ပွဲမှာသူကတကိုးသွင်းတယ်တကိုးဖန်တီးပေးပို့မှုပြုလုပ်နိုင်ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ် ကျွန်တော်တို့ဒီဖလာမီကိုအတင်းနဲ့ပွဲစဉ်မှာကတော့ဒီအာတချို့ပြိတ်သက်တော်တော်များများကဒီလက်ပြက်ဒီလက်ကတကယ်ဂျင်းဆိုပြီးမှသူတို့ကအမျိုးမျိုးပြောခဲ့ကြတာကျွန်တော်တွေ့ရတယ်ဗျာဒါပေမဲ့တကယ်တမ်းပွဲကိုတီချာကြည့်တဲ့လူကဒီလက်ကဘလောက်ထိမှကောင်းလဲဆိုတော့သူတို့သိလိမ့်မယ်ဖလာမီကိုအတင်းနဲ့ပွဲစဉ်မှာကတော့သူမထွက်ခင်အချိန်ထိချက်စီအတင်းအနိုင်ရရှိခဲ့တယ်တစ်ဖက်နောက်တန်းနေကူလဲကျွန်တော်တို့က ဒီလက်ပြက်တူအားနဲ့ကျွန်တော်တော်တော်လေးကိုဒုက္ခပေးခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီလက်ကိုဝယ်ယူခဲ့တဲ့ပေါင်တန်း30ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်ဒါကတော့မများဘူးဈေးမများဘူးဗျအရန်ကိုတန်လွန်းတယ်လို့ကျွန်တော်ပြောချင်တယ်အကြီးကျွန်တော်တို့ဒီ academy ထွက်ကစားသမားတဦးကိုခေါ်ရင်တော့မှအလားအလာရှိတဲ့လူငယ်ကစားသမားတဦးကိုခေါ်ရင်တော့မှ30လောက်တော့ကျွန်တော်ပေးရတယ်ဗျ28 30ဝန်းကျင်လောက်ကျွန်တော်ပေးရမှာပဲ ဒါပေမဲ့ဒီလက်ကတော့သူကအသင့်သုံး player ကစားမတူဖြစ်နေပြီဆိုတော့ဒီပေါင်တန်း30ဆိုတော့ကအရန်ကိုတန်လွန်နေပြီဆိုတော့အခုချိန်မှာကျွန်တော်ဆက်လက်ပြမကျွန်တော်ဒီ Chelsea အသင်းကဒီ Club World Cup မှာရရှိခဲ့တဲ့စုချင်းငွေတွေကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ Club World Cup မှာဝင်ရောက်ရှင်ပြိုင်တဲ့ချိန်မှာ Chelsea အသင်းကသူတို့ကပေါင်28တန်းစတင်ရရှိနေပြီဝင်ခွင့်ရတာနဲ့ပေါင်28တန်းရနေပြီဗျာပြီးလို့ရှင်ကျွန်တော်တို့က၃ပွဲကစားတယ်၃ပွဲမှာမှကျွန်တော်၂ပွဲနိုင်တယ် ။ဆိုတော့တပွဲနိုင်လို့ရှင်ပေါင်နှစ်တန်းကျွန်တော်ပြန်လဲထက်ရတယ်။နှစ်ပွဲနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ပေါင်လေးတန်း။ရှုံးထွက်အဆင့်ကိုပြန်ရောက်တဲ့အခါမှာတော့ Chelsea အတင်းကပေါင်၅တမ၅တန်းပြန်ရရှိခဲ့တာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့စုစုပေါင်းကျွန်တော်ချုပ်ငုံပြီးအားလုံးကိုပြန်ကြည့်မယ်ဆိုလို့ရှင်လည်း Chelsea ကအဲ့ဒီမှာပဲပေါင်တန်း38တန်းအထိ Chelsea အတန်းအတင်းကရှာဖွေခဲ့တယ်။ပေါင်တန်း38တန်းမှာ30ကိုကျွန်တော်ဖယ်လိုက်။30ကဒီလက်ရက်ပြောင်းရွှေ့ကြီး အဖြစ်ကျွန်တော်တတ်မှတ်ပြီးမှဖေးလိုက်မယ်ဆိုလို့ရှိရင်အသက်တန်ကကျွန်တော်ပေါင်9တန်းအထိရရှိနေသေးတယ်။နောက်ထပ်ဝင်ငွေအချို့လည်းရှိပါသေးတယ်။အဲ့ဒါကပါလဲဆိုလို့ရှိရင်တော့ကျွန်တော် Gold Mark Keeper ကိုအာဆင်နယ်အတင်းထံကျွန်တော်ရောင်းချခဲ့တယ်။ရလာတဲ့ငွေကြေးကကျွန်တော်ပေါင်9တန်းထပ်မံရရှိခဲ့တယ်။ဆိုတော့အဲ့ဒါကိုကျွန်တော်ပြန်ထပ်ပေါင်းမယ်ဆိုလို့ရှိရင်17တန်းကပိုနေသေးတယ်ဗျာ။စဖြစ်ပေါ်တော့ပြီးလို့ရှိရင်ကျွန်တော်ဒီလာမယ့်ရာတီကြလို့ရှိရင် Chelsea အတင်းက Champions League ဝင်ခွင့် ရရှိအောင်မယ်ချန်ပီယံလိဝင်ခွင့်ရရှိတဲ့အတွက်ကြောင့်မို့ချက်စီအတင်းကပေါင်73တန်းထပ်မံရရှိမယ်ဆိုတော့ကျွန်တော်အားလုံးကိုခြုံငုံပြီးပေါင်းကြည့်လိုက်မယ်ဆိုလို့ရှင်တော့အခုချက်စီအတင်းကအတက်တန်းပေါင်25တန်းကျန်ရှိနေသေးတယ်ဗျာကျွန်တော်တို့ရောင်းထုတ်ရမယ့်ကစားသမားအချို့တွေရှိတယ်ကျွန်တော်တို့ဂျက်ဆန်ကိုရောင်းထုတ်ဖို့ရှိသေးတယ်ဗျာဂျက်ဆန်ရဲ့ပြောင်းရွှေ့ကြီးကပေါင်တန်း90အထိတော့ကျွန်တော်တတ်မှတ်လို့ရတယ်မတူ AK ရဲ့ပြောင်းရွှေ့ကြီးကလည်းကျွန်တော်ပေါင်တန်း90 အာကွစတိုရဲ့အနာကတ်ကလည်းမတေချောက်ပြဖလမီကိုအတင်းရဲ့ညာနောက်ခံလူဝစ်စလီရောက်လာခဲ့မယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကွစတိုကိုလည်းကျွန်တော်တို့ပေါင်တန်း30ဝန်းကျင်လောက်တော့ရနိုင်တယ်ဒီကစားမရီနဲ့တင်မဲ့ချက်စီအတင်းကပေါင်တန်း130ရနေပြီဆိုတော့ဆက်နကျွန်တော်ဒီ Club World Cup မှာရရှိခဲ့တဲ့စုချင်းငွေနဲ့အားလုံးပေါင်းလိုက်မယ်ဆိုရင်ချက်စီအတင်းကအဒဒန်ကျွန်တော်တို့ပေါင်တန်း155တန်းအထိရှိနေတယ် ီးလို့ရှိရင်ကျွန်တော်တို့ဒီလူဝဲခွင့်အတွက်ကျွန်တော်တို့က budget တွေရှိတည်တယ်ဆိုတော့ကျွန်တော်တို့ကဒီဒီလာမဲ့ຫນွေရတီအပြောင်းရွှေ့မှာစိတ်ကြိုက်ကစားမှခေါ်ယူလို့ရတယ်ဗျာစိတ်ကြိုက်ခေါင်းခေါက်ပြီးခေါ်ယူလို့ရတဲ့ကစားမှတွေအများကြီးကျွန်တော်ရှိတယ်ပြီးလို့ရှိရင်ကျွန်တော် Champion League ဝင်ခွင့်ရရှိတဲ့အတွက်ကြောင့်မို့လဲလာချင်နေတဲ့ကစားမှတွေကလည်းအများကြီးဒါကြောင့်မို့ဒီလက်ကိုဂျင်းဂျင်းလို့ပြောနေတဲ့လူတွေကိုကျွန်တော်ကပြောချင်တာက ူ့ရဲ့ပြောင်းရွှေ့ဂျေးကိုကျွန်တော်တို့က Club World Cup မှာရှာဖွေခဲ့ပြီးသွားပြီးပြီးလို့ရှင် D-Lab ကကျွန်တော်တို့ကအလကားနီးပါးနဲ့ကျွန်တော်တို့ရရှိခဲ့တာပြောကြရတဲ့ဒီဗီဒီယိုကျွန်တော်တို့လောက်နဲ့ပဲဆုံးသက်ပေးခြင်းနဲ့အားလုံးအထူးအကျဉ်းတင်ပါတယ်လို့